မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုကျမ်းမာရေးဗဟုသုတအနေနဲ့မျှဝေပေးချင်တာကတော့ဘရောမှာအစိမ့်မစားသေးတဲ့အစားအစာဆယ်မျိုးအကြောင်းပဲဖြစ်ပါတယ်အစာလဲစီစီလဲအစာဆိုတဲ့မြန်မာဆိုရိုးစကားအတိုင်းမိတ်ဆွေတို့နေ့စဉ်စားသုံးနေတဲ့ဟင်းသီးဟင်းရွက်အသားငါး စားရတွေကကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေအမြောက်များပါဝင်လို့နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမဆူဆန်းမဆင်ခြင်းပဲအစားအစာတွေကိုစားသုံးမိလို့ဘေးဖြစ်စေတဲ့တာရကတွေလည်းရှိလို့နေပြန်ပါတယ်ဗျ။ကျွန်တော်အခုတင်ဆက်ပေးမှာကတော့ဒီလိုဘေးဖြစ်စေတဲ့ဆိုးကျိုးတွေရှိတာကြောင့်မိ쇠တို့အနေနဲ့အစိမ်းစားခြင်းမှာရှောင်ရှားတဲ့အစားအစာ၁၀မျိုးအကြောင်းပဲဖြစ်ပါတယ်။ နံပါတ်1အနေနဲ့ကတော့အာလူးပဲဖြစ်ပါတယ်။အာလူးကိုတော့တော်တော်များများစားဖို့ကြမှာဖြစ်ပြီးသူဟာအာဟာရဖြစ်စေတဲ့ဓာတ်တွေပါရှိပါတယ်။ဒါပေမဲ့အာလူးကို အစိမ်းမစားစေချင်ပါဘူးဗျ။အเจ้าကသူ့မှာကဆေးတောင်ခဲစေတဲ့ဓာတ်တစ်မျိုးပါဝင်နေပြီးမိစေတို့ရဲ့အစာရင်လမ်းကြောင်းနဲ့အစာချေစနစ်များစွာကိုအနှောက်အယှက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။အာလူးကိုချက်ပြုတ်လိုက်မယ်ဆိုရင်တော့ဒီဓာတ်ကပြတ်ပြဲသွားပြီးအစာချေဖို့အဆင်ပြေစေနိုင်ပါတယ်။ နောက်ပြီးအာလူဟာသူ့မှာပါဝင်တဲ့ဆိုလင်းဆိုတဲ့ဓာတ်တစ်မျိုးကြောင့်ပူနေဆူဆွတဲ့နေရာမှာထားရင်အစိမ်းရောင်အကွက်တွေဖြစ်လာတတ်ပါသေးတယ်။ဒီအရာတွေကအစာအစိမ့်တင်ခြင်းလို့ဖြစ်ရတဲ့ဖြစ်စေနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အာလူကိုချက်ပြုတ်ပြီးစားသုံးခြင်းဟာကျန်းမာရေးအနေနဲ့ပိုပြီးသင့်လျော်မှာပဲဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ကလောပီနံဥပဲဖြစ်ပါတယ်။တောင်အမေရိကတိုင်းနဲ့ကာရီဘီယံဒေသတွေမှာ ယူခလို့ခေါ်ကြပြီးမြန်မာနိုင်ငံမှာကလောပီနံဥလို့ခေါ်ကြတဲ့ဒီပင်ရဲ့အမြင့်တွေကဗီတာမင်နဲ့သတ္ထုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ပြုတ်ရည်တော်၎င်း၊မီးဖုတ်ရည်တော်၎င်းစားကြလေရှိပါလေဗျ။ဒါပေမဲ့သူ့မှာပါဝင်တဲ့ဆာယာနိုက်လို့ခေါ်တဲ့အစာစိမ့်သင့်စေတဲ့ဓာတ်တစ်မျိုးကြောင့်အစိမ့်စားမယ်ဆိုရင်အန္တရာယ်ရှိတဲ့ဦးတစ်မျိုးပဲဖြစ်ပါတယ်။ဒါကတော့ပဲနေကြီးပဲခရီးပါပဲဖြစ်ပါတယ်။ ပဲနေကြီးကိုတော့မြန်မာနိုင်ငံမှာပဲကလေးပါပြောက်ဖြစ်လူတီများကြပါတယ်။သူ့မှာအသားတဲ့အမြင်ဓာတ်တွေများစွာပါဝင်နေပြီးအိုမင်းရင်ရောခြင်းကိုနှေးကွေးစေတဲ့ဓာတ်တွေလည်းပါဝင်နေပါတယ်။ဒါပေမဲ့အစိမ်းစားမယ်ဆိုရင်တော့အစာစိတ်တင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အကောင်းဆုံးကမစားခင်အနည်းဆုံး10မိနစ်လောက်ပပွက်ဆူနေတဲ့ရေနွေးအိုးထဲပျော်ပြီးမှအစာသုံးသင့်တယ်လို့ဆိုပါတယ်။နံပါတ်၄အနေနဲ့ကတော့ hot dog ပဲဖြစ်ပါတယ်။ ပါမောက်တန်းညံပြီးစားတဲ့အခါဟောတော့အသားချောင်းတွေနဲ့ကိုရီးယားကျပ်ဥချောင်းလိုမျိုးအသားချောင်းတွေဟာလည်းအာရဖြစ်စေနိုင်ပေမယ့်မချက်မဖြောက်အပူမပေးပဲမစားတင်ပါဘူးဗျ။ဘာလို့လဲဆိုတော့သူတို့မှာဘက်တီးရီးယားတွေပါဝင်နေပြီးမချက်မဖြောက်ပဲအစိမ်းစားရင်တော့အဲ့ဒီဘက်တီးရီးယားတွေကအစာအိမ်ကိုကောင်းကောင်းဒုက္ခပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်5အနေနဲ့ကတော့နွားနို့ပဲဖြစ်ပါတယ်။လူတော်တော်များများဟာ နွားနှုတ်ကိုအစိမ့်တောက်သုံးကြပေမဲ့လဲကြိုချက်ပြီးတောက်သုံးတာကကျန်းမာရေးအတွက်ပိုသင့်လျော်ပါတယ်။မကြိုချက်ရသေးတဲ့နွားနှုတ်စိမ့်မှာ Ecoline နဲ့ Salmonella ဆိုတဲ့ဘက်တီးရီးယားပိုးတွေပါဝင်နေတာကြောင့်ဝမ်းပြတ်ခြင်း၊အော့ဟန်ခြင်း၊တုတ်ကွေးမိခြင်း၊ဘိုင်းအောင်ခြင်းတို့လိုဝေဒနာတွေခံစားရစေနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နွားနှုတ်တောက်မယ်ဆိုရင်လေကြိုချက်ပြီးမှတောက်သုံးတာကျန်းမာရေးအတွက်ပိုသင့်လျော်မှာပဲဖြစ်ပါတယ်။ နမချအနေနဲ့ကတော့ပဲပင်ပါပွဲဖြစ်ပါတယ်။နွားတို့စိမ်းမှာပါဝင်တဲ့ဘက်တီးရီးယားတွေဟာပဲပင်ပေါက်မှာလည်းပါဝင်နေတတ်တယ်လို့သိရပြီးလက်ဆက်တဲ့ပဲပင်ပေါက်ကိုဝယ်စားမယ်ဆိုရင်လည်းတေချာရေဆေးပြီးချက်ပြုတ်စားသင့်ပါတယ်။ဒါကတော့ဘန်နာဆေးပဲဖြစ်ပါတယ်။ဘန်နာဆေးမှာတော့ကျဲမာရေးအတွက်ကောင်းကျိုးအနည်းငယ်ရှိပေမယ့်အစိမ်းတော့အလွန်ကြုံမစားသုံးသင့်ပါဘူး။သူ့မှာရေကိုအစိမ်းတော့ဖြစ်စေတဲ့ဓာတ်မျိုးပါဝင်နေပြီး လူခန္ဓာကိုယ်ကိုလည်းအစိတ်အတော့တွေဖြစ်စေနိုင်ပါတယ်။စစ်တမ်းတစ်ခုရဲ့ပေါ်ပြချက်မှာတော့ဘန္ဒာစိတ်ကိုအစိမ့်လိုက်အစိတ်80လောက်စားမယ်ဆိုရင်လူကိုသေစေနိုင်တယ်လို့ဆိုပါတယ်။ဒါကတော့ဂျုံမုံဝင်ဖြစ်ပါတယ်။အစားအစာတချို့ ပြုတ်လောက်ရမှာကုံညမ်းဖြစ်အသောပြုတ်တဲ့ဂျုံမုံဟာလေ။ equine bacteria တွေပါဝင်နေတဲ့လို့အစိမ့်မစားသင့်တဲ့အရာဖြစ်အစားအသောက်နဲ့ဆေးဝါးကုတ်ကဲရေးဌာနကသတ်မှတ်ထားပါတယ်။ မချက်ပြုတ်ပဲစားမယ်ဆိုရင်တော့ဒီဘက်တီးရီးယားတွေကမသေးပဲခန္ဓာကိုယ်ထဲရောက်သွားမှာဖြစ်လို့ဖျားနာခြင်းနဲ့အစာရင်လမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့ခရမ်းသီးပဲဖြစ်ပါတယ်။ခရမ်းသီးမှာလည်းအာလူးလိုပဲဓာတ်တွေပါဝင်နေလို့အစိမ်းမစားသင့်ပါဘူး။အစိမ်းစားရင်တော့အာလူးစားရင်ဖြစ်တယ်လို့အစာရင်နဲ့ဆိုင်တဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်တဲ့အပြင်တချို့အတွက်တော့ဓာတ်မတည့်တဲ့ယောဂအလတ်ချစ်တွေတောင်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့မှုရိုင်းပဲဖြစ်ပါတယ်ဗျ။မှုများစုကဗီတာမင် B, ပိုတက်ဆီယမ်၊အန်တီအောက်ဆီဒင့်တို့လို လူခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ဓာတ်တွေပါရှိတတ်ပါတယ်။ဒါပေမဲ့သဘာဝအတိုင်းအလေးချပေါက်တဲ့တချို့မှုတွေကိုတော့တေချာမစူးစမ်းဘဲနဲ့စားသုံးတာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။စားမယ်ဆိုရင်လေရင်ရင်းစုစုထဲမှာအချိန်တန်ကြာထားပြီးမှစားစီခြင်းပါတယ်ဗျ။ မဟုတ်ရင်တော့အစာစိတ်တင်တာမျိုးအစာချေဖို့ခက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ဘယ်တော့မှအစိမ့်မစားတဲ့နဲ့အစာအစာဆယ်မျိုးကြောင်းပဲဖြစ်ပါတယ်မိษွေတို့အနေနဲ့ကျန်းမာရေးဘဝတုဒ္ဒရရှိမယ်လို့ထင်ပါတယ်ဗျနောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာတိန်မန့် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ